ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကမအန်းလီပါမအန်းအန်းလီတဲ့ဘာလို့ပြောလဲမသိဘူးဝါဆရာကြီးအော်ဟုတ်ပြီပန်ဆန်းမျိုးတဲ့အသက်ကတော့36နှစ်စဖို့မူတဲ့ကလေးနှစ်ယောက်မိခင်ပေါ့နော်ဟုတ်ပြီ17နှစ်နဲ့6နှစ်နဲ့ကလေးအကြီးတဲ့17အော်အငယ်က6နှစ်6နှစ်ဒါပုံမှန်ပါပဲဟုတ်ကဲ့ဆရာကြီးငါနှစ်ချတာဆိုတော့ကောင်းမယ်ကြောင်တလို့လည်းရတယ်ဟုတ်ကဲ့ဆရာကြီးဆရာကြီးရှင်တဲ့ သမီးရဲ့မိမကိုရဲ့ဘေးမှာတဲ့အသီးလေးတွေပေါက်နေပါတယ်တဲ့ဟုတ်ပြီတအိမ်ကောင်းမှာတဲ့ပိုးဝင်ပါတယ်တဲ့အမျိုးသားဘာလုပ်တယ်လို့ပြောလဲမျိုးသားတော့မရေးထောက်စီမမေးမိဘူးပေါ့နော်သမီးလည်းအမှန်မူတည်မေးမိဘူးထူးမလို့မေခွန်းရှိမယ်ပြောချင်တာလေဟုတ်ကဲ့ဆရာမေခွန်းရှိတာကို့အကြောင်းဒီလိုမိမကုံမှာဖြစ်တယ်ဆိုရင်ဟုတ်ကဲ့ခင်မွန်းတယ်ဘာလုပ်ပါတယ် ဟုတ်ကဲ့ဆရာ။ဟိုမှာအရက်တောက်ရင်တောက်တယ်အပျော်ပါလိုက်စားရင်လိုက်စားတယ်။ဟုတ်ကဲ့ဆရာ။သူအလုပ်ကျန်းလို့ရင်အလုပ်ကျန်းလို့ရတယ်။ဟုတ်ကဲ့ဆရာ။အဲ့လိုဟာလေးထည့်ရင်ဆရာတို့စဉ်းစားစရာမှာထည့်စဉ်းစားလို့ကောင်းတာပေါ့နော်။ဟုတ်ကဲ့ပါဆရာ။ကဲထားပါသူမေးခွန်းအရာပဲဖြေပါမယ်ပြောပါ။တိန်ကောင်းပါတဲ့ပိုးဝင်ပါတယ်တဲ့။ဟုတ်ပြီ။ရားတယ်နားတယ်တဲ့။အခုဆိုတဲ့ရာသီသွေးမမှန်တော့ပါဘူးတဲ့။ဟုတ်ပြီ။ဖြစ်တာလည်း၃လနှစ်ရှိပါပြီတဲ့။၃လနှစ်တောင်ရှိနေပြီ။ဟုတ်ကဲ့ဆရာ။ ဆရာကြီးရဲ့စင်းနီးလေးတဲ့ပြောပြပေးပါတဲ့အလုတ်ကလည်းစဖို့မှုဆရာကြီးဟုတ်ပြီစဖို့မှုဆိုဘာပဲဖြစ်ဖို့ညှော်မှာပေါ့ညှော်မကင်းဘူးဟုတ်ကဲ့ဆရာကြီးညှော်မကင်းဘူးနေမဟုတ်သူရဲ့စဖို့မှုဆိုသူတဲ့သည်ဖြစ်စီမတဲ့သည်ဖြစ်စီချက်သမျှဟင်းကိုအနေနဲ့အများတော့ဘာလို့ရမလဲမြည်နေရမှာမြည်နေရမှာဟုတ်ကဲ့ဆရာကြီးဆက်လာလဲမြည်ရမှာပဲပေါ်လာလဲမြည်ရမှာပဲငန်လာလဲမြည်ရမှာပဲ တော့သူနဲ့ညှော်နဲ့မကင်းနိုင်ဘူးဟုတ်ကဲ့ပါဆရာကြီးအဲ့ဒါဆရာကြီးအကြံပေးခြင်းပါတယ်သမီးအသက်ဆိုတာရှာကြမွေးရတယ်သမီးရဲ့ဟုတ်ကဲ့ဆရာကြီးအသက်ကနှစ်ချောင်းပါတယ်လားတစ်ချောင်းပဲပါလားတစ်ချောင်းပဲပါတာပါဆရာကြီးလူတယောက်မှာအသက်တစ်ချောင်းပဲပါတယ်တဲ့သိလားဟုတ်ကဲ့ဆရာကြီးနော်အဲ့တော့မွေးရတာဆိုအဲ့ဒီအသက်လေးတစ်ချောင်းကိုတန်ဖိုးရှိရှိသုံးတတ်ပါစေဟုတ်ကဲ့ဆရာကြီးအဲ့တော့နံပါတ်1က mass တက်ပါ mass တက်တဲ့ခါမှာနှစ်မျိုးရှိတယ် mass ခေါင်းစားသုံးပါသမီးဟုတ်ကဲ့ဆရာကြီးနော် ပေါ်ပေါ်လောလောနဲ့ခါတုံးပြီးပြလိုက်တဲ့တခါတော့မဟုတ်ပဲနဲ့မတ်စ်ကောင်းစားလေးရှိရလေတော်ရုံအနှံ့တို့ညုံနှံ့တို့လုံးဝမဝင်ဘူးသူကဟုတ်ကဲ့ဒါပေမဲ့အသက်ရှူလည်းမကြက်ဘူးဟုတ်ကဲ့ဆရာအဲ့လိုမတ်စ်ကောင်းစားလေးတုံးမှာပြီးရင်ကို့နောက်မှာဖြစ်နိုင်ရင်ပေါ့အခွင့်သာရင်ပန်ကာလေးတစ်ခုရှိပါဟုတ်ကဲ့ဆရာပို့ပို့ပါပါနဲ့တည်တည်ပေါ့ဟုတ်ကဲ့ဆရာကြီးဖို့မလိုပါဘူးဟုတ်ကဲ့ဆရာနော်အဲ့ဒီပန်ကာလေးတစ်လုံးတော့ကို့နောက်မှာရှိနေပြီးရင် အဲ့ဒီပန်ကားလေလေးရကိုနှကောင်းတဲ့ကိုဝင်လာမယ်ခုနမလိုလက်အပ်တဲ့ညှော်နှံ့တို့နော်အနှံ့ဆိုးတွေကိုသူကနေပဲကာကွယ်တားဆီးပြပါလိမ့်မယ်ဟုတ်ကဲ့ဆရာကျောင်းလို့အသက်ကဘယ်နှချောင်းဝင်ပါလားလဲတချောင်းပဲပါလားဆရာအေးပါလာတဲ့အသက်တချောင်းကိုတံမိုးရှိရှိထိမ့်သိမ့်ပါနော်မသေးမီဆက်ကြမှာကောင်းမှုကုသိုလ်တွေအများကြီးလည်းပဲလှုပ်သွားနိုင်ပါစေနော်ကျမ်းမာခြင်းဆိုတာလက်တပားလားကျမ်းမာခြင်းဆိုတာ အကြီးမားဆုံးလက်လားအကြီးမားဆုံးလက်ပါဆရာအဲ့ဒီအကြီးမားဆုံးလက်ကြီးကိုလက်မလွတ်ပါစေနဲ့လို့ဆရာကြီးကမေးလာတဲ့မေခွန်းရှင်တမိကိုရောပြန်မှနားထောင်ကြတဲ့တောတာရှင်တွေကိုလည်းအကြံပေးခြင်းပါတယ်အကြီးမားဆုံးလက်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆရာကြီးတအိမ်ကောင်းပိုးဝင်တယ်ဆိုတော့လေအဲ့ဒီအတွက်ပညာရှင်တွေမှာတော့ပိုးမွေးလဲပိုးကတွေ့ပါပဲလေဟုတ်ကဲ့ဆရာကြီးနော်ပိုးကမရှိဘူးလားဆိုရင်ရှိလို့ပါဟုတ်ကဲ့ဆရာကြီး ပိုမျိုးဘယ်လောက်ရှိကြကြဘူးလဲပိုမျိုး80 80တောင်းနဲ့နော်ဟုတ်ကဲ့နော်ဟုတ်လက်သေးကြားထဲမှာရှိတဲ့ပိုကြီးလေပိုရှိတာပဲဟုတ်ကဲ့ဆရာကြီးနဘာကြီးမှာလဲပိုးရှိတာပဲမြေဝတ်မှာလဲပိုးရှိတာပဲနှက်မှာလဲပိုးရှိတာပဲဆရာပိုးနေရာအနှက်မှာပိုးရှိပါတယ်ဟုတ်ကဲ့ဆရာအညီအကြီးလူကူမှာကစားတဲ့အစာမှန်သမျှဒွါရကူပေါက်ကနေပြီးတော့အကြီးဖြစ်ပြန်ထွက်တယ်ဟုတ်ကဲ့ပါဆရာအဲ့အညီကြီးမှန်သမျှမှာအမြဲပိုးပါပါတယ်နော်အဲ့ဒီပိုးပါတာတွေကအပြစ်မဟုတ်ပါဘူး ဟုတ်ကဲ့ဆရာကြီးမကောင်းတဲ့ပိုးတွေတတ်ရှင်းသွားဖို့လိုပါတယ်ဟုတ်ကဲ့ဆရာကြီးအဲ့ဒီမကောင်းတဲ့ပိုးတွေကကိုယ်ပြန်ဒုက္ခပေးတတ်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးဘာဖြစ်လို့ဒုက္ခပေးလဲဆိုရင်တတ်ရှင်းမှုအာနယ်လို့ဟုတ်ကဲ့ပါဆရာကြီးဒီမှာသွားတိုက်ရမယ့်အချိန်မှာသွားတိုက်ပြင်းနေတယ်မျက်နှာသိရမယ့်အချိန်မှာမျက်နှာသိဖို့အတွက်နောက်ကျနေတယ်ရေချိုးရမယ့်အချိန်မှာရေချိုးဖို့နောက်ကျနေတယ်ဟုတ်ကဲ့ဆရာအဲ့လိုတကူရေတတ်ရှင်းမှုမိသားစုတတ်ရှင်းမှုကို တန်ရှင်းမှုဥစားပေးလိုက်ရင်ဒီယောဂတွေတက်တာပါမှာဟုတ်ကဲ့ပါဆရာကြီးတန်ရှင်းမှုချင်းဆိုတာကတော့ကိုယ်တယောက်တည်းအတွက်မဟုတ်ပါဘူးဟုတ်ကဲ့ပါဆရာကြီးနော်တိမ်သားလုံးတွေလည်းလိုပါတယ်ဟုတ်ကဲ့ပါဆရာကြီးတမျိုးသားလုံးတွေလည်းလိုပါတယ်တန်ရှင်းချင်းဆိုတော့လူသားအားလုံးအတွက်တန်ရှင်းချင်းဟာကျမ်းမာရေးမှာအရေးပါယုံတာမကအရာလည်းရောက်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးအဲ့တန်ရှင်းနေတဲ့အမှာဘာတန်ရှင်းမှုအရေးကြီးလို့ဆိုလေနဲ့ရေး ရေတန်တန်သုံးတတ်ဖို့လေတန်တန်ရှူတတ်ဖို့ဟုတ်ကဲ့ပါဆရာနော်အကုန်ကြလည်းမများဘူးအခုဆရာဆိုရင်ဆရာထိုင်းနေညမှာဟိုမှာသမီးရေတန်မှုဘယ်နှဘူးတွေ့လဲနှစ်ဘူးပါဆရာရင်ဒီမှာဘယ်နှဘူးလဲနှစ်ဘူးပါဆရာရင်ဒီမှာဘယ်နှဘူးလဲနှစ်ဘူးပါဆရာရင်ထမတော့ရတော့ဘူးဒီကနေ့ကိုထတော့ဖို့ဆင်းမထတော့ဘောကနောက်တစ်ခေါက်မှထတော့တော့မယ်လို့မယ်นี่ชอบไม่ต้องผิดล่ะต้องผิดล่ะต้องผิดပါတယ်เสียไอ้ต้องผิดเลยตะมี้นาวเลียแล้วไปถ่ายนี่เลย အလကားနေရင်ကိုဟကိုစုံးမာတာပေါ့မြတ်စွာဘုရားပြောတယ်အကျင်တို့သူတို့ကိုစုံးမာကိုကိုနော်မိဘတွေသားသမီးစုံးမာဆရာတွေတပည့်စုံးမာဦးလေးတွေအတော်တွေတူတူမှစုံးမာထို့သို့လျှင်ကိုဝင်ကိုစုံးမာမယ်အဲ့လိုစုံးမာကြီးတဲ့အခါမှာ တပည့်တွေသားတွေတူတူမှစုံးမာလိုက်တယ်ထို့သို့လျှင်ကိုဝင်ကိုစုံးမာ ဆုံးမစရာခေါင်းကျိုးအမားဆိုတာဘာလို့ဖြစ်နေလဲကိုပဲဖြစ်တကယ်ဆုံးမကြီးပါဟုတ်ကဲ့ပါဆရာနော်ဒါဆရာပြောတာလားမြတ်စွာဘုရားဟောတာလားမြတ်စွာဘုရားဟောတာပါဆရာမြတ်စွာဘုရားရှင်သာရိပုတ္တရာနဲ့မေရဝိတ္တကာကိုပြောတာနော်ကိုကိုဆုံးမတတ်ပါစေမြေခွန်းရှင်ဝင်လည်းပဲဆရာကြီးရဒီကြံလေးပေးပါတယ်နာသရရှင်နေလည်းပဲတဦးစီတဦးစီကို့မှရှိတဲ့အားနဲ့ကြိတ်လေးတွေကိုဆုံးပါပါအသက်ရှူပြင်းနေအသက်ရှူပေးပါ ရေချိုးပြင်းနေရေချိုးပေးပါရေတောက်ပြင်းနေရေတောက်ဖို့ကြိုးစားပေးပါနော်မြုပ်သီးအဆက်စားတာများနေအဆက်စားတာများနေအဆက်လျှော့စားပါဟုတ်ကဲ့ဆရာအကြော်သိပ်ကြိုက်ခြင်းအကြော်သိပ်ုံလေးပဲစားပါဟုတ်ကဲ့ဆရာကြော်မိရင်ပြန်ချက်စားပါဟုတ်ကဲ့ဆရာအဲ့ဒါပြင်စရာလေးတွေပြင်လိုက်ရင်ပြင်ပါဖြစ်လေပြင်းလှတာဘောတမီးလှတယ်ဟုတ်ကဲ့ဆရာလောကကြီးလှပါပြင်းရမှာဟုတ်ကဲ့ ဟုတ်ကဲ့ပါဆရာကြီးတမိဇပိန်လေးရှိဇပိန်မပြင်ရဘူးလားဟုတ်ကဲ့ပါဆရာကြီးပြင်ရပါမျက်ခုံးလေးရှိမျက်ခုံးမပြင်ရဘူးလားပြင်ရပါလားဆရာကြီးသွားလေးရှိသွားလေးမပြင်ရဘူးလားအဲ့လိုပြင်ရပါတယ်နော်ဒါမျိုးသမီးအောင် ပြောတာမဟုတ်ဘူးနော်ကလေးပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်အမျိုးသားဖြစ်ဖြစ်ဒုသားအလုံးပြင်ပေးပါလှအောင်ပြင်ပေးပါလို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးအစာဝအနာကင်းဘုရားရှင်ကြပါစေဗျာ